ုပ်ပုံကြီးကိုရှ िख ိုးနေတယ်လို့တချို့ဘာသာကြားတွေကထင်ကြတယ်။ဘောဂူဘုရားစီရီမြင်လိုက်တာနဲ့စီရီထဲမှာထိပ်သွင်းထားတဲ့ဘုရားရသော်ရဲ့ relit လို့ခေါ်တဲ့ဓာတ်တော်ကအဲ့ဒါကိုအယုံပြုတ်ပြီးတော့သစ္စာဘုရားရှင်ကိုတော်မြတ်ရဲ့ရုပ်ပုံတော်တွေခုံတော်တွေစိတ်ထဲနှလုံးထဲမှာရပြီးအယုံပြုတ်တာအဲ့လိုဆိုလိုတာเนาะ ရသော်ဘုရားသရင်300အကြောင်းဆောင်အနေနဲ့စေရီကနေပြီးဆက်လွယ်ပြီးရသော်ဘုရားကိုအာဝံပြုနေဒီနေ့ခေဘုရားဘာသာဝင်သူတော်စင်ဒီမြမပြေဟာဘုရားပထိုးအလွန်ဘောလို့သလင်းတော်ပုဂိုးသားနဲ့ခေါ်ကြတယ်သို့တော်ဘုရားပထိုးတွေနေရာတကာတွေ့နေကြတဲ့အခါဘုရားကုံကိုအာယုပြုပြီးချိန်မှပြုနေကြလိမ့်မယ်အများစုကဘုရားကိုလက်ပတ်ချီးရှူးစေရသဘောလောက်ပဲဖြစ်နေကြတယ် ဲ့တော့ဘုရားကိုအာရုံပြုပြီးဆိုတဲ့ဟာဘုံတော်နဲ့အာရုံပြုပြီးလို့ပြောရတယ်။စေဒီပထိုးမြင်လိုက်တာနဲ့ဒီစေဒီပထိုးထဲမှာမြတ်စွာဘုရားရဲ့တန်တော်မွေးတော်တွေရှိတယ်။အဲ့ဒီတန်တော်မွေးတော်တွေရဲ့ပိုင်ရှင်မြတ်စွာဘုရားဟာအရဟံစတဲ့ကုလဂုံကြီးတွေရှိတယ်ဆိုတာကိုဂုံကြီးတွေကိုအာရုံပြုပြီးလို့